သမီးအတွက်ကာကွယ်ပေးတဲ့တည်သည်အင်းချစ်လျာတာဝန်ကြီးပါတယ်သူစူးစမ်းရုံးခံရင်းနဲ့သူ့မိဘအတွက်ကိုသူအကောင်းဆုံးသူလုပ်ပေးခဲ့တဲ့အတွက်သူလည်းကုသိုလ်များရမှာပါအင်ချစ်လူတို့ဆိုရင်စေကျော်တက်ကလေးရှိသေးတာလေ14 9နဲ့အရွယ်လောက်လေးတည်းအားမိခင်တယောက်ထဲရဲ့အားနဲ့သူပြုစုပြောထောင်ပေးခဲ့တာလေနော်တော်တော်လေးတော်တဲ့အမျိုးသမီးပါကင်ဆာယောဂါကဘလောက်ပဲပတ်စံကုန်ကုန်ဘလောက်ပဲပတ်စံရှိရှိဟို ုံးလှန်နိုင်ဖို့ခက်တယ်လေသူရဲ့ကောင်းကအမေတရားချေဘဝအတွက်ကျိုးစားရုံကအန်ဒီဝါနဲ့ကြတော့ခင်နေတာခင်နေတယ်ဆိုတော့အင်ချစ်လေးအာဆပ်ပေါ်ကစားလေးပေါ့လေအင်ချစ်ရဲ့လုံမဖြစ်သေးဘူးအဲ့အချိန်နဲ့ကမိုင်းနဲ့ခင်တယ်ဆိုတော့အင်ချစ်ပထမဆုံးအိုအစိုးတချင်းဆိုတာတွေပါတယ်မာကြီးတို့လိမ့်ပေးရဲ့လိမ့်ပေးခဲ့တယ်လေလိမ့်ပေးခဲ့တယ်ဆိုတော့အခုလက်ရှိတယ်မာကြီးတပည့်တွေနဲ့လိမ့်နေအင်ချစ်နဲ့လည်းခင်တယ် ။နော်အန်ဒီဝါနဲ့ဆိုတော်တော်ခင်ပါတယ်။ခင်တော့ဟိုအမြဲတမ်းလဲကိုယ်သတိတရသူတွေ့တာနဲ့မိုင်းဆန်းရင်မတွေ့တာကြာပြီနော်သတိရတယ်အန်ဒီအန်ဒီဝါသတိရတယ်ပါညာပေါ့နော်။အဲ့လိုမျိုးတွေလည်းရှိပါတယ်။ဆိုတော့လေဟိုဘာဖြစ်ဖြစ်ကို့မိတ်ဆွေတယောက်ပေါ့လေ။ဟိုဆုံးမသွားတဲ့ပုံမှာလဲမိုင်းလိုဝမ်းနေရတာပေါ့လေ။ဟာ။အော်ဘာဖြစ်ဖြစ်အင်းချစ်လေးရတာဝန်ကြည့်ပါတယ်။သူဟိုစူးစမ်းရုံးခံရင်းနဲ့သူမိဘအတွက်ကိုသူအကောင်းဆုံးသူလုပ်ပေးခဲ့တဲ့အတွက်သူလည်းကုသိုလ်များရမှာပါနော် ကင်ဆာယောဂါကဟိုဘလောက်ပဲပတ်စံကုန်ကုန်ကုန်ဘလောက်ပဲပတ်စံရှိရှိဟိုတွန်းလန်နိုင်မှုခက်တယ်လေ။တော့ဖြစ်လာပြီဆိုတော့တွန်းလန်နိုင်မှုခက်တယ်။တောင်းတန်ရငွေချေးဟိုတတ်နိုင်မှုမျိုးနဲ့လည်းမရဘူး။ငွေချေးတတ်နိုင်ရင်တော့မှမရနိုင်တဲ့ယောဂါမျိုးပေါ့။ဆိုတော့ဟိုတိမ်မင်းကြပြီးသားလူတယောက်လို့ပေါ့ဘယ်နှစ်ပဲချိန်မှာမဖြစ်မယ်ဆိုတာကိုကြိုပြီးတော့နမိတ်ယူထားတယ်လို့ပဲဖြစ်နေတာပေါ့။ဆိုတော့သာသမိတယောက်ရင်ထဲမှာတော့ တော်တော်မကောင်းဖြစ်နေလိမ့်မယ်။ဘာဖြစ်ဘသူမှကိုချစ်ခင်တဲ့လူမဆုံးရှုံးကြင်ကြဘူးလေလူတိုင်းလူတိုင်းပဲဆိုတော့အဲ့ဒီပုံမှာဟိုဘာဖြစ်ဖြစ်အင်ချစ်တတ်နိုင်တဲ့လောက်ကလေးဟိုသူသူ့မိဘကိုသူပြုစုတယ်ကုသပေးတယ်အရေးတကြီးကြီးနဲ့သူလှုပ်ပေးတာဒီမှာသူမြင်နေရတော့ဒီဘာဖြစ်အန်ဒီဘွားအပေါ်မှာလည်းသူမိခင်တယောက်နေနဲ့သူနှမျောမှာပဲဆိုတာမှာသူခံစားမိတယ်နော်ဟုတ် ဟုတ်တယ်မအီးတော်နှုတ်ဆက်လိုက်သေးတယ်မအီးတော်နှုတ်ဆက်လိုက်တယ်အဲ့လောက်မြန်မယ်လို့မထင်ဘူးအဲ့တော့ကလည်းကောင်းကောင်းမွန်မွန်လေးပါပဲတိတ်တောင်မကြောက်ဘူးလीနော်ဟုတ်တယ်နောက်ဆုံးတွေ့တာပဲအော်ဒီလိုပါပဲမအီးဆက်မတွေ့တာကြာပြီနော်သတိရတယ်တိလာဘာညာပေါ့အမြဲတမ်းသူပြောပါတယ်ဟုတ် မှန်တာပေါ့မိခင်ကောင်းတယောက်ပေါ့ဘာဖြစ်ဒီကလေးတွေအင်ချစ်လူတို့ဆိုရင်ဆယ်ကျော်သက်ကလေးရှိသေးတာလေ၁၄၅နှစ်အရွယ်လောက်လေးတည်းဟာဟိုဆိုတော့သူတေချာလေးမိခင်တယောက်ထဲရဲ့အားနဲ့သူပြည့်စုပြောထောင်ပေးခဲ့တာလေเนาะတော်တော်လေးတော်တဲ့အမျိုးသမီးပါဟုတ်မကြီးရတော့ဝမ်းနေကြောင်းပေါ့လေဒါမဲ့ဟိုဘယ်လိုခမလဲဒီတဲ့ဒီကိုဘာမှပြောလို့မရဘူးလေအခုချိန်မှာဘယ်လိုစကားနဲ့ပဲအာဖြည့်သိမ့်ဖြည့်သိမ့် ဟိုမိသားသမီးတယောက်အနေနဲ့ဘယ်လိုမှပြေးမှာမဟုတ်ဘူးလေနော်မိုက်တို့ကိုယ်တိုင်လည်းခံစားခဲ့ဘူးလားဟိုဒီလိုအခိုက်အတန့်တွေဖြတ်ကျော်ခဲ့ဘူးလားဆိုတော့လေ